ကဲဒီနေ့မှာတော့တဘာဝလေကောင်းလေးတန်းနဲ့ထိုင်းတို့အရန်ကောင်းပြီးဘန်ဂဘီဘက်မှာအသစ်ဆက်ဆက်ဖွင့်လှစ်ထားတဲ့ Abel Food Garden Barbecue Sign နဲ့လာပြီးမိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီဆိုင်ကြီးမှာဘလို့အစားအစာမျိုးတွေရလဲဆိုရင် ကချင်းတရုတ်မြန်မာရှမ်းအစားအစာလေးတွေပါရပါတယ်ညနေပိုင်းမှာဆိုလို့ရှိရင်လည်းထိုင်လို့အရန်ကောင်းပြီးပုံလာလာလေးတွေရိုက်မယ်ဆိုလို့ရှိရင်လည်းသွားတဲ့နေရာလေးပါတသားမိမိတွေနဲ့ခေါ်သွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့အပြင်မင်္ဂလာဆောင်ပွဲကြီးတွေကျင်းပမယ်ဆိုလို့ရှိရင်လည်းကျွတ်တင်ဘူကင်ယူပြီးမေးမြန်းနိုင်ပါတယ်နက်နက်၈နိုင်မှညနေ၅နိုင် အတွင်းဆိုရင်တော့လက်ဖက်ရည်ကော်ဖီမုတ်တွေကိုရတဲ့အပြင်အခုလိုရှာစားခက်တဲ့အာဟာရလေးတွေကိုလည်းရပါတယ်ခင်ဗျာ အဟာရမှာဘာနဲ့ထည့်လုပ်ထားလဲဆိုရင်တော့ပါမုံမပြောသည်နာနဲ့ယူနွားနို့နို့စီနို့စိန်ကျုပ်အကာအကြက်လေးတွေပါထည့်ထားပေးပါတယ်ဆလုံတီးမှာဆိုလို့ရှိရင်လည်းပုံမှန်လက်ဖက်ရည်ကိုနွားနို့နို့စိန်နို့စီမလိုင်းတို့ကိုအချိုကျရောစပ်ထားပြီးတော့တောက်တဲ့ခါမှာဆိုလို့ရှိရင်လည်းအရင်ကမှရတာရှိပါတယ်ဆလုံတီးနဲ့တွဲစားဖို့အတွက်ကြတော့အခုလိုပဲပလာတာလက်ခုပ်လေးပါထည့်စားမယ်ဆိုလို့ရှိရင်လည်းလုံးဝကိုပြီးပြည့်စုံတဲ့မနက်စာလေးပါပဲခင်ဗျာ ဒီလိုညနေဆောင်ရောက်ပြီဆိုလို့ရှိရင်လည်းဘာဘီကျူးကိုမှအမျိုးပေါင်း60ကျော်လောက်ရှိတယ်။အကင်မျိုးစုံကိုလည်းတင်းစစ်ကြိုက်ရွေးချယ်ပြီးမာယူလို့ရတဲ့အပြင်ဈေးနှုန်းလေးတွေကလည်းထင်ထားသလောက်မကြီးပါဘူးခင်ဗျာ။ဒါကြောင့်ဘာဘီကျူးကြိုက်တဲ့ချစ်ညစ်ကိုတွေတော်တော်လုံးဝကိုနှိပ်ပန်ပုံလို့လည်းပြောရပါမယ်ခင်ဗျာ။ ကဲအခုဆိုရင်မထားတဲ့အစားအစာတွေအားလုံးကျွန်တော်ရှေ့မှာရောက်ရှိတို့လာပါပြီခင်ဗျာအရင်ဦးဆုံးအနေနဲ့ကျွန်တော်မြည်လိုက်တဲ့အရာတွေကပါလေးလဲဆိုလို့ရှိရင်တော့ဘူးသီးကျော်တို့အကျော်ဆုံးပါတဲ့ဘန်နီတပန်ဖြစ်ပါတယ်ခင်ဗျာပူပူနွဲ့နွဲ့လေးနဲ့စားမယ်ဆိုလို့ရှိရင်ကြွကြွရွရွအနေနဲ့စားလို့အရန်ကအရသာရှိပြီးအချင်းကြီးလေးကလည်းတများလည်းမတူပဲတမှုထူတဲ့အရသာလေးကိုရရှိမှာဖြစ်ပါတယ်နောက်ထပ်တစ်မျိုးလေးကတော့ဝတ်တာမစားတဲ့ချင်းကြီးကိုတွေအတွက်လုံအောင်ကိုအဆင်ပြေတဲ့ငားကင်လေးပဲဖြစ်ပါတယ် ူပူနွေးနွေးလေးနဲ့အမွေးကြိုင်နေနိုင်လေးกินထားတာမို့လုံးဝကိုညီနမ်းများတဲ့ပြင်အသားလေးကလည်းအရန်ဝမ်းမွေးပြီးအခုလိုရင်နွေးချမ်းလေးနဲ့တွဲတောင်းရင်လုံးဝကိုလိုက်ဖက်တဲ့ညလေးတရားဖြစ်ပြီးဘော်ဒါအပေါင်းသင်းနေနဲ့လာမယ်ဆိုလို့ရှိရင်လုံးဝကိုအဆင်ပြေတဲ့ဆိုင်လေးတစ်ဆိုင်ပါပဲခင်ဗျာအေးလေးတောက်ပြီးတဲ့ကတွင်လေးတက်ဆင်းချင်တယ်ဆိုလို့ရှိရင်လည်းဒီလိုဟင်းညိုပူပူနွေးလေးလည်းရရှိပါသေးတယ်ဒီနေ့ကျွန်တော်မလာတဲ့ဟင်းညိုလေးကတော့ ပူနွေးနွေးလေးနဲ့တောက်လို့အရန်ဥမှာအရသာရှိပြီးဝက်နံရိုးကြမ်းဆိုင်ဟင်ဂျိုလေးပဲဖြစ်ပါတယ်ခင်ဗျာဒါနဲ့ညပဲဗိုက်စာတက်တဲ့ချင်းညကိုတွေအတွက်တော့ထမင်းပေါင်းကူမှာပင်လယ်စာလီနဲ့ပူပူနွေးနွေးချက်ထားတာလေးလည်းရရှိနိုင်ပါသေးတယ်ကားဆိုင်မွေးလေးကြိုက်တဲ့ချင်းညီကူတွေအတွက်တော့ဒီနေ့ဆိုင်လက်ဘတ်ထောင်းကောက်ကောင်းလေးလည်းရရှိမှာဖြစ်ပါတယ်။မင်းနူးတွေကတော့တော်တော်လေးကိုများတဲ့အပြင် ချချင်းဆက်ဆက်မှုမှုလေးနဲ့စားချင်တဲ့သူတွေဆိုလို့ရှိရင်လည်းအမဲကချင်တောင်းလေးလည်းရရှိမှာဖြစ်ပါတယ်။ ဲ့ခုနလုံးကကျွန်တော်စားလိုက်တဲ့မင်းနူးအားလုံးကိုဥဆောင်ပြီးတော့ချက်ပြနေတဲ့ချက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒါဝန်တော်ရေမလာဝါစိတ်လက်ဖတ်ထောင်းလေးရတယ်စားလို့အရန်မှာကောင်းပါလားခင်ဗျာဒီစိတ်လက်ဖတ်ထောင်းလေးရတော့ကျွန်တော်မမပြရနေပြီတော့ဒီလက်ဖက်ကိုကြည့်ကြလက်ဖက်ကိုအပြီးမှစိတ်သားကိုလည်းပမာပြရနေစိတ်သားကြောင့်ပမာပြီးတော့ ကျက်သူကြီးချင်းကျက်သူကြီးဦးကျက်သူကြီးမျိုးကြီးစိမ့်နဲ့ထောင်းပါတယ်။အဲမှာရသားလေးကတမယာကြီးချင်းငန်းဆက်ရသားလေးကိုတွားပါတယ်။ဒီကနေ့မိသူတော်လည်းကောင်းသမင်းစီဆန်းတော်လည်းကောင်းစားလို့အဆင်ပြေအောင်ကျိုးကျန်းစားပြုထားပါတယ်။ဟုတ်ကဲ့။ဒီကိုရောက်လို့ရှိရင်ဆိုင်လက်ဖတ်ထောင်းလေးပါ။ကြီးကြီးကျယ်ပေါ့နော်။လုံးဝဘူးအဆင်ပြေပါတယ်။ထပ်ပြီးတော့သိချင်တာလေးတစ်ခုတော့ဒီပုံးကြီးသမင်းကစားလေးစိတ်ရတာလေးစိတ်မွေးအိပ်ိနေ။တော့ချက်လေးပြောပြရအောင်အချက်။ဒီပုံးကြီးတစ်ခုတော့ကျွန်တော်ပုံးကြီးကကျွန်တော်အများဒေတာမှာရတယ်ဟုတ်ကဲ့။ မတော်တဲ့မြန်မာနိုင်ငံနေမှာမှာပဲဒီပုံကြီးကိုကျွန်တော်ကစီးပြီးနေတာနဲ့ထောက်ပြီးတော့ကြိုပါတယ်ဒီပုံကြီးရရတာကစိတ်ရှိတယ်အချင်းရှိပါတယ်ကျွန်တော်ကအစိတ်လေးနဲ့တွားထားပါတယ်ဟာကျော်သာကျွန်တော်စိတ်တော်လေးကိုအစိတ်လေးနဲ့ကျွန်တော်တွားထားအစိတ်လေးနဲ့ကျွန်တော်ကြတော့ဟိုမြူးမြူးဘာသာမျိုးစားသုံးလို့ရတယ်ဟုတ်တက်တက်လို့တမဆိုတော့ကျွန်တော်ပုံကြီးခမင်းကျော်လေးနဲ့စားသုံးတက်တက်လို့လည်းရတယ်တက်တက်လို့ဖြစ်တယ်ပြီးတော့ပုံကြီးရောပြီးတော့ပေးရနေစားပေးရနေ လူတွေကတက်တက်လေးဖြစ်ပါတယ်ဟုတ်ဟိုဒီနေရာကြီးတန်းလည်းမပါဘူးအဲ့လိုတက်တက်လေးလုပ်ကြည့်ရပါတယ်ဘူးဒီလိုမျိုးဆိုတကယ်လို့ဒီမှာလာတောင်းဆောင်တဲ့မိတ်ဆွေတွေကိုဘယ်လိုမျိုးမင်းမျိုးတွေမာသိချင်လဲကွန်မန့်ပေးသေးတယ်ချက်တခုလောက်ကျွန်တော်တို့ဒီမှာလာစာသုံးနေတဲ့ဒီရဲ့ကြည့်ဒီမှာဒါပေမဲ့ကွန်မန်ပေးကြတယ်ဆိုတော့ဟုတ်ဒီဘက်ကအကျဉ်းချလို့ပြန်လာခြင်းလို့ဆိုလဲကျွန်တော်ဘက်ကအဆင်ပြေပါတယ်ဟုတ်ရာတောက်တဲ့ပြည်တော်ကောင်းတယ် ဒီဘက်ကတော့ပြင်ပွဲလေးဖြစ်ပါတယ်ဒါလေးပြီဝင်ဝင်ပွားဟင်းလေးကတိလို့စာဟင်းပွဲလေးပါတိလို့စာလေးလည်းကျွန်တော်ဆိုင်မှာရပါတယ်ဒီဘက်ကတော့အပြင်လေးပါအပြင်လေးကတော့ကောင်းကြီးစာတုတ်ဖြစ်ပါတယ်ကောင်းကြီးစာတုတ်စာတုတ်ကောင်းကြီးစာတုတ်ကျွန်တော်ကောင်းကြီးကိုယ်ပိုင်ပတ်လို့တာပါ grade mate ကိုတုံးထားမှာပါဘူးကိုကိုဒီကမှ hand mate ကိုကိုယ်ကိုစာစာတယ်ဝယ်ပြီးတော့စာတုတ်ပေါင်းပေါင်းပြီးတော့ကျွန်တော်ပြင်ပြီးရင်ပြင်လို့ဆက်ပြီးသွားတော့ထားပါတယ် ကြောက်ကလေးတွေပဲလဲစိတ်သားကြောက်ကလေးလဲကျွန်တော်အကင်းထဲမှာရပြီလို့ရပါတယ်အကင်းပေါင်းဆိုအကင်းအကင်းမျိုးပေါင်းဆိုကျွန်တော်60လောက်ရှိပါတယ်ကျွန်တော်ရဲ့ဒီအတွက်ဒီကားထဲမှာဆိုဒီ60ဆိုပြောရအောင်ရပါတယ်ဆောနာအချက်ကြီးပြောပြသွားတဲ့အတိုင်းလိုက်ပြီးတော့သုံးဆောင်ကြီးကြီးစီချင်ပါတယ်ခင်ဗျာဒီနေ့တော့ချက်လေးကို bye bye လေးလောက်လိုက်ဦးပါခင်ဗျာဒီစီတင်ပါတယ်အားလုံးလိုက်အပီးလေးကြပါဒါတွေကတော့ AED တွေပေါ့နော်ဒီဆုံးတင်ချင်းတင်ချင်းလေး ်မရေဒါလေးကျွန်တော်မမြင်ခင်မှာဆိုင်ရဲ့နေရာလေးတစ်ချက်တော့မိတ်ဆက်ပြပါဦးခင်ဗျာတကယ်ပါရှင်ကျမတို့ဆိုင်လေးကတော့ Epic Food Garden Barbecue လို့ခေါ်ပါတယ်ဒီဆိုင်လေးက Bangkok မြို့ရဲ့ Bangkapi District မှာရှိပါတယ်ရှင်ဟောမက်20တလမ်းပါပါဆိုင်ရဲ့ဖွင့်ချိန်ပိတ်ချိန်တွေပါထားတယ်ပြောပြပါဦး။ Okay ရှင်ဆိုင်ကတော့မနက်၈နာရီနဲ့ည၇နာရီထိဖြစ်ပါတယ်ရှင်။ Kitchen ကတော့ last order ကို၇နာရီလေးမှကောက်ပြီးပါတယ်။ဒီနေ့ကမနက်စာရောနေ့လယ်စာရောညနေစာရောစာသုံးခေါင်လို့ရပါတယ်ရှင်။ ဒါရတီးဆုံးတင်ချင်နေပါရှင်တီးဆုံးတင်ချင်လေကျွန်တော်ရဲ့ဆိုင်ကတော့ဈေးနှုန်းလည်းအများကြီးတက်တာထားပါတယ်မြန်မာတွေလည်းအားလုံးချိန်ကြပါရဲ့ရှင်မြန်မာစားကချင်စားရှမ်းရိုးရစားစားတိရုပ်စားစားနဲ့မြန်မာနှင်းနှင်းတွေလည်းရပါတယ်ရှင်ဆောက်တော့ပါဟုတ်ကဲ့အကင်လေးတွေဆိုလို့ရှိရင်30တန်ကနေပြီးစပြီးတော့ရှိပါတယ်။ငါးကင်တွေဆိုလို့ရှိရင်တော့အလွန်ဆုံး150လောက်ရှိပါရှင့်။အဲ့လိုမျိုးဈေးနှုန်းလေးတွေကလည်းတက်တာပါရှင့်။ဒါလေးဆိုလို့ရှိရင်လည်း50လောက်ဆိုသုံးဆောင်လို့ရပါပြီရှင့်။အဲ့လေးကိုလာရောက်သုံးဆောင်လို့လည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီနေ့တော့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပါမယ်မယောင်ချူပြီးတဲ့မယောင်ချင်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်